ပတ်ဝဲကြမှာဗျာတဲ့မလားဟဲလနေလူကြီးကိုပြန်မပြောရဘူးဖုန်းကြီးဆိုရင်မဝေဖန်ရဘူးမိဘပြန်မပြောရဘူးဆိုတဲ့ဟာတွေပေါ့အများကြီးกว่าကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာအဲ့လိုဟိုမိဘကိုပြန်ပြောငါရဲကြီးမယ်ဖျားဖို့တိုင်းอ่ะဖျားဖြစ်တဲ့အချိန်မှာเนาะသူ့ဖေတုတ်တော်သနာမင်းကိုသူပြန်ပြောခဲ့တဲ့စကားရှိဖျားကသူဖျားဖြစ်ပြီးတိတ်မကြခဲ့သူ့ရဲ့ဇာတိကပိလို့ပြန်လာသူ့ရဲ့နောက်ပါတန်ဃာရင်းနဲ့ပြန်လာပြန်လာတဲ့ခါမှာ ဖျားတွေရဲ့ထုံးစံအရာဆိုလို့ရှိရင်သူကစုံငံကြွရတယ်စုံငံကြွလို့ရတဲ့စုံကိုမှပုံပေးရအဲ့တော့ကပိလဝုကအမျိုးຫນွယ်တွေကဘယင်လေးတက်မလားသူတို့ရဲ့အမျိုးຫນွယ်တောက်ကဒီလိုမျိုးဟိုတပိတ်ကြီးပိုက်ပြီးတော့လမ်းတကဝဲလမ်းတကတွဲအိတ်တကဝဲအိမ်ရှိတကလိုက်ရက်ပြီးတော့တောင်းနေတာဟိုသူတို့ကအဲ့ဒီဟာကိုသူတို့အတွက်ကိုတိုက်ခါကြစေရလို့ထင်အဲ့တော့သူ့အဖေသုတ်တော်သနကိုရိုင်ကဘာပြောလဲဆိုတော့ အမေငါတို့ရဲ့မျိုးနွယ်ဘင်းရဲ့သားအနေနဲ့ဖြစ်နေပြီးတော့ဘာဖြစ်လို့လမ်းတစ်ကောင်ရဲ့လမ်းတစ်ကောင်ကလိုက်ပြီးတော့ဆော့လိုက်ကံပြီးလိုက်တောင်းနေရတာလဲပေါ့နော်အဲ့လိုပြောလိုက်တဲ့အခါမှာဖះပြောခဲ့တဲ့ဟာတွေရှင်းရှင်းလေးနဲ့ရိုးရိုးလေးအဲ့ဒီကကျွန်တော်အယမ်းကြိုက်တာတော့ဘာပြောခဲ့လဲဆိုတော့နေကောမာနာဇာတဝဝွန်တော်တဲ့မမပနေတော်ဝွန်တော်တဲ့ဘာပြောလဲဆိုတော့ကျွန်တော်အခုဖះဖြစ်နေပြီတဲ့အဲ့ဒီအတွက်ကြောင့်ねဖះရဲ့ကျင်းစင်နဲ့ထုံတန်းအစင်လာဝဲကျွန်တော်လိုက်နာမယ်တဲ့ အဖေတို့ရဲ့ထုံတဲ့အဆယ်လာကျွန်တော်လိုက်နာစီအကြောင်းမရှိဘူး။ဒါပေမဲ့ကျွန်တော်ဖျားတဲ့ရှင်တာမဟုတ်ပြောကြံရတဲ့ဗျာကျွန်တော်တို့မှာခိုင်လုံတဲ့ reason နဲ့ခိုင်လုံတဲ့ solution ခိုင်လုံတဲ့ရည်မှန်းချက်တစ်ခုရှိနေကျွန်တော်တို့ပြန်ခြေပါခွင့်ရှိတယ်ဗျာဒီလားလူကြီးမို့လို့အာကိုကိုရဲ့ဆရာမို့လို့ဆိုတော့အကြောက်တရားတွေနဲ့ကျွန်တော်တို့ရဲ့ပြောကျင်တဲ့ဇာတ်ကားတွေကိုကျွန်တော်တို့မျိုးသိထားစရာအကြောင်းမရှိဘူးဆိုတော့ကြောင့်နောက်တစ်ခုကအဲ့ ဗုဒ္ဓရဲ့အယူဝါဒနဲ့လူငယ်တွေကိုကင်ပောင်းနေတဲ့လူကြီးတွေကိုယ်တိုင်ဟောကဗုဒ္ဓရဲ့ရဲ့အယူဝါဒနဲ့ဆန့်ကျင်နေရသူတို့ကြီးလုံးကထိန်ပွဲလုံးမဲ့အဲ့လူကြီးတွေဆိုတဲ့လူတွေပဲထိတ်ဆုံးကနေပြီးတော့ဟလာဟိုဆိုင်ကိုငှားမယ်ဒီဆိုင်ကိုငှားမယ်ဟိုလော့စပီကာအတန်ပူကြတာငှားမယ်ဒီလော့စပီကာအတန်ပူကြတာငှားမယ်ဗုဒ္ဓကိုယ်တိုင်ဟောကသူကတိတ်ဆိတ်နေတဲ့မှုကိုသဘောကျအဲ့တော့ကျွန်တော်တို့ကဗုဒ္ဓဘာသာဆိုပြီးကိုကိုယ်တိုင်ပြောနေတဲ့ဘဲကြီးတွေက ုံနိုင်ကျဲနေရာတော့မမိုက်